ရုရှားသမ္မတဗလာဒီမာပူတင်ကိုမျက်နှာချင်းဆိုင်စကားပြောဖို့ယူကရိန်းသမ္မတဗလိုဒီမာဇီလန်စကီးကတောင်းဆိုလိုက်ပါတယ်ပြီးခဲ့တဲ့သတင်းပတ်ကောမှာပူတင်ကစစ်ပွဲတွေရဆိုင်ရင်ကိစ္စကိုရုရှားနဲ့ယူကရိန်းကြားမျက်နှာချင်းဆိုင်စကားပြောတင်တယ်လို့ယူဆကြောင်းအဲ့ဒီဆွေးနွေးပွဲဟာအစောဆုံးအဖြစ်မေလ15ရက်နေ့မှာစတင်နိုင်ဖို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်အဲ့ဒီတွေးဆမှုကိုဂျာနိုင်ငံတခုပြတဲ့တူရကီနိုင်ငံမှာပြုလုပ်တင်တယ်လို့လည်းပူတင်ကဆိုတာပါသိမကြခင်မှာပဲဇီလန်စကီးက တကယ်တမ်းနှစ်နိုင်ငံစကားပြောရမယ်ဆိုရင်ခေါင်းဆောင်အချင်းချင်းစကားပြောတင်တယ်လို့လူမှုကွန်ရက်မီဒီယာ X မှာရေးသားထားခဲ့ပါတယ်။တပ်ဖြတ်မှုတွေဆက်ပြီးရှင်းကြားနေဖို့အထိပ္ပယ်မရှိကြောင်းမေလ15ရက်နေ့ကျရင်တူရကီမှာပူတင်ကိုစောင့်နေမှာဖြစ်ကြောင်းဇီလန်စကီက X ကနေသဘောထားထုတ်ပြန်ခဲ့တာပါ။အစောပိုင်းမှာတော့ဇီလန်စကီဟာအပြည့်အခက်ရစရဲ့သဘောတူညီမှုတစ်ခုကိုရရှိပြီးမှသာသူ့နိုင်ငံဟာရုရှားနဲ့စကားပြောနိုင်လိမ့်မယ်လို့မှတ်ချက်ပေးထားပူပါတယ်။ယူကရိန်းနိုင်ငံကိုရောက်ရှိခဲ့တဲ့ဥရောပနိုင်ငံခေါင်းဆောင်တွေက ရက်30အပြည့်ရက်ဖို့ရုရှားကိုဖိအားပေးတောင်းဆိုခဲ့တဲ့နောက်ပူတင်စီကလည်းယူကရိန်းနဲ့ဆွေးနွေးချင်တယ်လို့စကားတံထွက်ပေါ်လာတာပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့နှစ်နိုင်ငံဆွေးနွေးဖို့ရုရှားရဲ့အဆိုပြုချက်ကိုယူကရိန်းကချက်ချင်းလက်ခံတင်ကြောင်းလူမှုကွန်ရက်ကနေတိုက်တွန်းတောင်းဆိုခဲ့ပြီးအမေရိကန်ဟာစစ်ပွဲရဆိုင်ဖို့နိလန်တစ်ခုခုရှိလာပြီဆိုတာနဲ့အစွမ်းကောအာထော်ကြိုးပမ်းမှာဖြစ်ကြောင်းရေးသားထားခဲ့ပါတယ်ဇလန်စကီကအဲ့ဒီဆွေးနွေးပွဲမစခင်မှာရုရှားဘက်ကအပြည့်အခက်ရက်စက်ရေးသဘောတူညီမှုတစ်ခုကိုလက်လျော်သဘောတူဖို့သူမျှော်လင့်စေလို့ဆိုပါတယ် ယူကရိန်းကတော့ကာလာရှည်ကြတဲ့အပြစ်အဝါအပြစ်ခတ်ရစဲမှုမျိုးကိုစောင့်ဆိုင်နေစေလို့ဇလန်စကီးကပြောပါတယ်။ဒီအချိန်တွေဟာတန်တမန်ရေးအရာစကားပြောဖို့အခြေခံလွဲချက်တွေကိုအထောက်ပံ့ဖြစ်စေနိုင်မယ်လို့သူကမှတ်ချက်ပေးသွားပါတယ်။ပူတင်ဟာမေလ၁၀ရက်နေ့ညပိုင်းကမိကွန်ပြောကြရမှာစစ်ရေးဆိုင်ရာအတွက်အလေးအနက်စကားပြောကြဖို့ယူကရိန်းရဲ့ပါဝင်မှုကိုဖိတ်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်မှာထရန့်တမရာဖြစ်လာပြီးအချိန်ကလေးကစစ်ပွဲကိုရပ်ဆိုင်းနိုင်ဖို့အတွက်ရုရှားရောယူကရိန်းကိုပါအပြင်းထန်ဖိအားပေးမှုတွေရှိနေပါတယ်ရှင်။